ဒီအင်္ဂလန်မှာရှိတဲ့တန်မတ်တယောက်ပေါ့ဒီတန်အမတ်ကသူကဒီတန်ယုံအဆောက်အဦလေးကိုတရားမဝင်နေထိုင်တယ်ပေါ့ဗျာဝင်နေထိုင်တော့အဲ့ဒါကိုအင်္ဂလန်ရဲကဘယ်လိုခေါ်မလဲတရားဆွဲတာပေါ့အဓိကအဖြစ်တော့ဒီတန်အမတ်ကဗျာသူ့နာမည်ကဥကျော်စွာမင်းပေါ့နော်ဥကျော်စွာမင်းကသူကအရင်တုန်းကသူကဒီနိုင်ငံတော်ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့အင်္ဂလန်နိုင်ငံမှာတာဝန်ချထားတဲ့မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်တန်မတ်ပေါ့ဗျာနော် ်အင်္ဂလန်သမတ်ပေါ့ဟောအင်္ဂလန်နိုင်ငံ sorry အင်္ဂလန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးပေါ့နော်အင်္ဂလန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်အတန်အမတ်ပေါ့လေတန်အမတ်သူကဘာဖြစ်လဲဆိုတော့သူက2021ပြဿနာတွေဖြစ်လာတဲ့ခါကျတော့သူကဒီနိုင်ငံတော်ကိုခြေစုံကန်ပြီးတော့အန်ယူဂျီအုပ်စုကိုထောက်ခံလိုက်တာပေါ့နော်ဂျပန်အုပ်စုကိုထောက်ခံလိုက်တယ်ထောက်ခံပြီးတော့သူကအဲ့တန်ယုံထဲမှာနေတယ်အဲ့တန်ယုံအဲ့တန်တမန်အဆောက်အဦပေါ့အတန်ယုံမဟုတ်ဘူးပဲသူကသူကဘယ်လိုခေါ်မလဲ House of Myanmar လို့ရေးထားတယ်ဗျအဲ့ဒီမှာပြောရရင်တော့ ီမြန်မာနိုင်ငံကတန်အမှတ်တွေနေတဲ့ပြောရရင်တော့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီတန်ယုံဝန်ထမ်းနေနေတဲ့စာအုပ်ပေါ့နော်အဲ့ကနေသူကမပြောင်းမပြောင်းတဲ့ခါကျတော့ဒါကိုကျွန်တော်ကဒီဖြစ်ပျက်ကိုအဓိကပြောချင်တာမဟုတ်ဘူးနိုင်ငံနေဆက်ဆံရေးမှာနော်နိုင်ငံနေဆက်ဆံရေးမှာနိုင်ငံကြီးတွေဟာနိုင်ငံငယ်တွေကိုပြောရရင်တာမန်ရေးရပဲဖြစ်ဖြစ်ကျန်တဲ့နိုင်ငံတကာဆက်ဆံရေးရပဲဖြစ်ဖြစ်လုံးချင်နိုင်လုံးလို့မရဘူးလို့ကျွန်တော်ပြောချင်တာ နောက်တစ်ခုကဘာလဲဆိုတော့လက်ရှိအနေအထားမှာဟလာဒီတချို့အုပ်စုတွေပေါ့ဗျအဓိကအဖြစ် NUG အုပ်စုတွေကသာလက်ရှိနိုင်ငံတော်အစိုးရကိုဘယ်လိုခေါ်မလဲတရားမဝင်ဖြစ်အတိမတ်ပြုဖို့အတွက်နိုင်ငံတကာမှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့လိုက်စည်းရုံးနေပေမဲ့နိုင်ငံတကာအစိုးရတွေမှာကနိုင်ငံကိုစားပြုတစ်ခုပေါ့နော်နိုင်ငံကိုစားပြုတာနိုင်ငံတွင်းမှာရှိတဲ့အဲ့ဒီနိုင်ငံကိုအမှန်တကယ်အုပ်ချုပ်နေတဲ့အစိုးရအဖွဲ့တစ်ခုကိုအတိမတ်မပြုရင်တောင် လက်တွဲပြီးအလုံးမလုံးပဲနေလို့မရအောင်ကျွန်တော်ပြောချင်တာထားပါတော့တမန်အနေထားရဆိုရင်ဒီဥချော်စွာမင်းပေါ့နော်သူ့ကိုဒီပြောရရင်မြန်မာနိုင်ငံပိုင်နဲ့တန်ယုံအဆောက်ဦးအတွင်းမှာနေထိုင်မှုနဲ့ကအဓိကအဖြစ်ကကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ဒီအင်္ဂလန်အစိုးရနဲ့ပူးပေါင်းပြီးတော့တရားစွဲခိုင်းရတာပေါ့နော်အကြိမ်အင်္ဂလန်အစိုးရသာလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကိုအတိမတ်မပြုဘူးဆိုဒီကိစ္စတွေကို neglect လုပ်ထားလို့ရတယ်ကျွန်တော်ပြောချင်တာ neglect လုပ်ထားလို့ရတယ် ဲ့တော့အင်္ဂလန်အစိုးရဟာလက်ရှိလန်ဒွန်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ကိုအတိမတ်ပြုတ်တယ်လို့ကျွန်တော်တို့ဒီလိုပုံစံဒီပြက်ပြက်ကိုကြည့်ခြင်းအပြင်သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာအင်္ဂလန်ကတော့တရားစွဲမှာမဟုတ်ဘူးဗျ။မြန်မာတန်ယုံထဲမှာဘလူလာနေနေတယ်ဆိုတာကိုအင်္ဂလန်ကတော့အမင်းတို့မြန်မာမြန်မာနိုင်ငံမပြောဘဲနဲ့ငါတို့ကဘာလို့တရားစွဲရမှာလဲ။ဘာငါတို့ကဘာလို့မောင်းထုတ်ပေးရမှာလဲဆိုတဲ့မေးလို့ရတယ်။အဲ့တော့ဒီကိစ္စကဘလူလဲဆိုတော့အတိအကျပြောရရင်လက်ရှိနိုင်ငံတော်အစိုးရကနေပြီးတော့မင်းတို့ငါတို့မြန်မာနိုင်ငံပိုင်တဲ့တန်ယုံပြည်ဝင်ထဲမှာ အဲ့ဒါတန်ယုံနဲ့မသက်ဆိုင်တော့တဲ့သူတယောက်နေနေတယ်မင်းတို့အဲ့ကိစ္စကိုမင်းတို့အရေးယူဆောင်ရွက်ပေးပါဆိုတဲ့နိုင်ငံကတန်တမာကျင့်ဝင်အရာ မတောင်းဆိုဘဲနဲ့တော့တန်ယုံကမလုပ်ပေးဘူးကျွန်တော်ပြောချင်တာအဲ့တော့ဒီအဖြစ်အပျက်ကဟိုအဖြစ်အပျက်လေးတစ်ခုပဲလို့မြင်ရင်တော့အရန်သေးသွားလိမ့်မယ်ဒီအဖြစ်အပျက်ဟာအန်ယူဂျီအုပ်စုတွေအတွက်တကယ်ကိုငှက်ဆိုးထိုးတယ် တကယ့်ကိုပြဿနာကြီးတစ်ခုလာတော့မယ်လို့ကျွန်တော်တို့ဒီလိုပြောချင်တယ်ဒီဦးကျော်စွာမင်းကအန်ယူဂျီကိုထောက်ခံပြီးတော့သူကအန်ယူဂျီရဲ့အင်္ဂလန်နိုင်ငံဆိုင်ရာတန်အမတ်ပါပြီးဆိုပြီးတော့တောင်သူကလုတ်ခဲလုတ်တဲ့သဘောရှိတယ်နော်လုတ်တဲ့သဘောရှိတယ်အဲ့တော့သူကဒီမှာရေးထားတာက2021ခုနှစ်ຫນွေဦးဖြစ်စဉ်ကာလအတွင်းမှာတက်မတော်ရဲ့အာနာတိန်အာနာထိမ့်မှုအာနာထိမ့်သိမ့်မှုကိုဆန့်ကျင်သောကြောင့်ယာဒူးမှဖေရှားခံရပြီးနောက်လန်လန်မြို့မှာရှိတဲ့တန်တမန်နေအိမ်ကထွက်ခွာရန်ငင်းဆန်နေသောမြန်မာနိုင်ငံ၏ ဗြိတိန်နိုင်ငံဆိုင်ရာတန်အမတ်ဟောင်းဒါမြန်မာနိုင်ငံကြီးဗြိတိန်နိုင်ငံဆိုင်ရာတန်အမတ်ဟောင်းကျော်စွာမင်းကိုဗြိတိန်ရဲတပ်ဖွဲ့ကတန်တမာနေအိမ်ကိုပိုင်နက်ကျူးလွန်မှုဖြင့်ဆွဲချက်တင်လိုက်တယ်ကျော်စွာမင်းက2021ခုနှစ်ဖေဖော်ဝါရီလဖြစ်စဉ်အတွက်ဆန္ဒပြခဲ့ပြီးနောက်ရက်အနည်းငယ်အကြာမှာတန်ယုံကိုတော့ပိတ်ခံခဲ့ရပြီးယာရူးမှဖယ်ရှားခံရတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စားလှယ်များဖြင့်အစားထိုးခံခဲ့ရတယ် ပြည်ဆန္ဒပြမှုအားတဲ့ထိုအချိန်ကဗီဒင်းအစိုးရ၏ကြီးကျူးမှုကိုခံခဲ့ရသဖြင့်ကျော်စာမင်းသည်မြောက်လန်ဒန်မှာရှိတဲ့တန်အမတ်နေအိမ်ဖြစ်တဲ့စူးကြိုးများနဲ့ CCTV ကင်မရာများဝန်းရံထားတဲ့တန်တမန်အိမ်ကြီးမှာဆက်လက်နေထိုင်ခဲ့တယ်လို့နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ကိုယ်စားလှယ်များထံတန်ယုံကိုပြန်လွှဲပေးရန်ညှဉ်းဆန်းခဲ့တယ်တဲ့အဲ့ဒါအတွက်လန်ဒန်ရဲတပ်ဖွဲ့ကကျော်စာမင်းအားတန်တမန်ပိုင်နက်ကိုကျွလို့ကျူးလွန်မှုဖြင့်2023ခုနှစ်အတွင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်ပြီးခဲ့တဲ့သတင်းပတ် ကားရဆွဲချက်တင်ခဲ့တယ်ဟုထုတ်ပြန်ခဲ့တယ်။ဆွဲချက်တင်ခံရမှုကြောင့်ကျော်စွာမင်းဟာမေ30ရက်မှာ Westminster Magis Magistrate တရားရုံးသို့ Magistrate သူကဘယ်မှာလို့ရေးထားတယ်ကျွန်တော်ဖတ်ရသိုံလည်းမဖြစ်ဘူးနော်။ Magistrate တရားရုံးသို့လာရောက်ရင်ဆိုင်ရမည်ဟုရဲတပ်ဘက်ကအသိပေးထားပြီးကျော်စွာမင်းကျူးလွန်မှုဟာ1600လသို့မဟုတ်ငွေဒဏ်ချမှတ်နိုင်လို့ဒဏ်နှစ်ရက်လုံးလဲကြာခံနိုင်ရနိုင်တယ်တဲ့။တန်တမန်ပိုင်နဲ့နေမီကျူးလို့ကျူးကျော်ထားသူကျော်စွာမင်းကမှဆွဲချက်တင်ခံရမှုအပေါ်မှတ်ချက်ပေးရင်ညှိဆိုခဲ့တယ်လို့ ယူကရိန်းနိုင်ငံသားရေးဝန်ကြီးယုံနှင့်လန်ဒန်မှာရှိတဲ့မြန်မာတန်ယုံတို့ကလည်းလက်ရှိဖြစ်စဉ်အတွက်မှတ်ချက်တောင်းခံမှုပေါ်ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပေဆိုပြီးရော်တာသတင်းဌာနကဒီလိုရေးထားတယ်။အဲ့တော့ပြောရရင်လက်ရှိကြော်စွာမင်းနေရာမှာအစားထိုးခန့်အပ်ဖို့မြန်မာနိုင်ငံကတန်တမန်လွှတ်မယ်ဆိုရင်အင်္ဂလန်နိုင်ငံကခွင့်မပြုဘဲနဲ့လွှတ်လို့မရဘူး။ကျွန်တော်ပြောချင်တာအင်္ဂလန်နိုင်ငံကအခုမြန်မာနိုင်ငံကဒီကြော်စွာမင်းနေရာမှာအစားထိုးဖို့မြန်မာလက်ရှိနိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီအစိုးရက အင်္ဂလန်ကိုတန်တမန်လွတ်တယ်လွတ်ခွင့်ပေးတယ်အင်္ဂလန်ကလည်းသဘောတူတယ်ဆိုတာကအင်္ဂလန်နိုင်ငံဟာဗြိတိန်နိုင်ငံဟာလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကိုအတိမတ်ပြုလို့လက်ခံလို့ထောက်ခံလို့ဒါကိုကျွန်တော်တို့အတိအကျပြောလို့ရတယ်နိုင်ငံတကာဆက်ဆံရေးမှာเนาะအဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဒီလက်ရှိဟလာဇင်မာအောင်တို့ဒီဟလာဦးနာပြောတဲ့ဇော်ဝေဆိုးတို့ဆိုတာကဘာမသိညာမသိကလေးတွေကိုသာဂျင်းထည့်လို့ရပါမယ်နိုင်ငံတကာအတိုင်းအဝိုင်းမှာ ဘာမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေသိစေချင်တယ်။လက်ရှိနိုင်ငံတော်အတိုင်းဝိုင်းမှာသာဇင်မာအောင်တို့ဇော်ဝေဆိုးတို့ဟာအတိမတ်ပြုခံထားရတဲ့ဒူတွေဆိုလို့ရှိရင်သူတို့အနေနဲ့မြန်မာနိုင်ငံဦးလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဟာမြန်မာတန်အမတ်ကြီးကိုအင်္ဂလန်နိုင်ငံကိုပို့ဖို့အတွက်ကိုအာလက်မခံနဲ့လို့ဘာလို့တောင်းလဲတောင်းဆိုခဲ့မှာပဲတောင်းလဲတောင်းဆိုခဲ့မှာပဲဆိုအဲ့ဒါကိုအင်္ဂလန်ကလုံးဝမစိမ်းသာဘူးဆိုတဲ့သဘောပဲ တော့လုံးဝမစဉ်းစားဘူးတော့အဲ့တော့မှန်တယ်သူတို့ကိုလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုစန့်ကျင်နေတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်သူတို့တွေကိုအတိမတ်ပြုရင်ပြုလိမ့်မယ်ဥရောပတို့ခြားနိုင်ငံတို့ကဒါပေမဲ့လက်ရှိနိုင်ငံတွင်းမှာရှိနေတဲ့တန်တမာရေးရာတွေဟာလာကောင်စစ်ဆိုင်ရာကိစ္စတွေတခြားနိုင်ငံတကာဆက်ဆံရေးတွေမှာဒီနိုင်ငံတကာမှာရှိတဲ့ဥရောပတို့ဟာလာအမေရိကတို့အာရှတို့အာဖရိကတို့လက်တင်အမေရိကတို့ဆိုတဲ့နိုင်ငံတွေကလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကိုအတိမတ်ပြတ်မှတ်မပြုလို့မရဘူး ဒါဟာလက်ရှိမြန်မာနိုင်ငံနဲ့နိုင်ငံတကာဆက်ဆံရေးရဲ့အရှိတရားပဲเนาะအရှိတရားပဲအဲ့တော့လက်ရှိအနေအထားမှာကဒါကဒီလိုတရားစွဲခိုင်းနေဆိုတာလည်းနိုင်ငံတော်စီမံအချုပ်ရေးကောင်စီအနေနဲ့ဟိုဘက်အစိုးရကိုစာပို့မယ်ဒါကငါတို့နိုင်ငံရဲ့တန်တပန်အဆောက်အဦအတွင်းမှာဘရဝန်အတွင်းမှာကျူးကျော်နေထိုင်နေတဲ့သူဖြစ်တယ်ဒါကိုမင်းတို့အနေနဲ့ရေးယူပေးရမယ်ဒါကနိုင်ငံကတန်တပန်ဆက်ဆံရေးမှာလုပ်ကိုလုပ်ပေးရမယ်လို့ဖြစ်တယ်ဆိုပြီးတော့ဒီလိုမျိုးစာပို့တဲ့အတွက်တရားစွဲတာဖြစ်တယ်အဲ့ဒါကြောင့်လို့ဘာကြောင့်ကျွန်တော်ပထမကသုံးသက်ပြခဲ့တဲ့ဟလာ UNG နဲ့ PDF UNG အုပ်စုတွေအတွက်ဒါဟာ ဟိုဘယ်လိုခေါ်မလဲမကောင်းတဲ့အချက်ပြအချက်ပြအချက်ပေးသံပဲလို့ကျွန်တော်ပြောခဲ့တာရှိတယ်။မအောင်လဲဆိုတော့ဒီလိုဟုတ်လားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာလက်ရှိမြန်မာနိုင်ငံအတွင်းမှာအမှန်တကယ်နိုင်ငံကိုတည်ငြိမ်အောင်လှုပ်ဆောင်နေတယ်။တကယ်ရိုးရိုးသားသားနဲ့အမှန်တကယ်လှုပ်ဆောင်နေတယ်ဆိုတာကိုနိုင်ငံတကာကတဖြည်းဖြည်းနဲ့ step by step တစ်စင်းချင်းတစ်စင်းချင်းအတိအမှတ်ပြုလာတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်လည်းအင်္ဂလန်လိုနိုင်ငံမျိုးတွေကလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့တောင်းဆိုချက်တွေကိုလိုက်လို့ပြီးတော့ဒီလိုမျိုးလှုပ်ဆောင်တာဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာပါလဲဆိုတော့တခြားဦးထိုင်းနိုင်ငံဆိုလို့ရှိရင်လေထိုင်းနိုင်ငံအန်ယူဂျီအောင်လေလာလို့မရဘူးမလာရဲဘူးလာရင်လည်းခိုးချောင်ခိုးဝဲလာရတာအာငါတို့ဟာအန်ယူဂျီကဝင်ကြီးပါတော့ငါတို့ကအန်ယူဂျီကနိုင်ငံခြားရေးဝင်ကြီးပါတော့လာလို့မရဘူးလစ်သွားလိမ့်မယ်လစ်သွားလိမ့်မယ်မှန်တယ်တခြားပုံစံအနည်းနဲ့တော့လာလာလို့ရဘူးမဟုတ်ဘူးအေးဆေးလာတာမန်သူတွေလိုပဲလာဆိုတဲ့ပုံစံမျိုးပဲရှိတယ်သူတို့ရဲ့ ။ဘာညာစမဂလာပုံစံကြီးလာလို့မရဘူး။အစ်သူတို့သွားလို့ရတာတယောက်တော့ရှိတယ်။ East Timor ဘယ်နိုင်ငံအားမှဘလို့ခေါ်မလဲ။ကုန်သွယ်ရေးတွေစီးပွားရေးတွေအလားတခြားဖွံ့ဖြိုးတိုးတက်ရေးတွေမှာဘလို့ခေါ်မလဲတိတိပပအကူအညီမပေးတဲ့ marginalized လောက်ခံထားရတဲ့ East Timor တနိုင်ငံပဲရှိမယ်။ဇင်မာအောင်ကိုလာနိုင်ငံရေးဝန်ကြီးအနေနဲ့သူနိုင်ငံရောက်ရင်အသီးမပြူတယ်။ဒါပေမဲ့အဲဇင်မာအောင်ကလည်းအဲ့အဲ့ East Timor ကနေထွက်တာနဲ့တပြိုင်တည်းသူကတာမန်ခီးတယ်ထဲမှာပို့တော့ဘူး။ ဒါတို့တွေပေါ့ဒါတွေကိုဒါတွေကနိုင်ငံတကာဆက်ဆံရေးတွေမှာလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာတဖြည်းဖြည်းနဲ့ခြေလှမ်းလေးတွေစိတ်လာတယ်လို့ကျွန်တော်တို့ပြောချင်တယ်ဒီတစ်ခုကိုကြည့်ချင်းအဖြစ်တိတာတယ်တိတာတယ်အဲ့ဒါကျွန်တော်ပြောတယ်လာမယ့်အခုထားပါတော့ဟုတ်လားဒီ17လ17လပိုင်း17လပိုင်းပေါ့နော်အဲ့ဒီမှာဒီကုလသမားအထွေထွေညီလာခံမှာလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ကိုယ်စလေပေါ့နော်နိုင်ငံမြန်မာနိုင်ငံအမှန်တကယ်ကိုစားပြုတဲ့ကုလသမားကဆိုင်ရမြန်မာတမ်းမှန်ကြီးကတေချာပေါက် ပြန်ခန့်အပ်ဖို့ရှိလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်တယ်လို့သုံးသပ်တယ်နော်ဒါကြောင့်လဲထရန့်ကိုနိုင်ကိုကဒီအန်ယူဂျီအုပ်စုကိုစကားတွေကိုထည့်မပြောဘူးလေဒါရင်းလေးရှိတော့နော်ဒါကြောင့်လို့ဒီအင်္ဂလန်ကဒီလိုလှုပ်ချက်ဟာဒီလိုလှုပ်လိုက်ခြင်းဟာအန်ယူဂျီအတွက်တော့အိမ်မက်ဆိုးတွေပဲလို့နော်ကျွန်တော်ဒီလိုသုံးသပ်ချင်တာဒါကြောင့်မို့ဒီသတင်းလေးကိုသုံးသပ်တာပေါ့နောက်တစ်ခုကလည်းပါလဲဆိုတော့နောက်တစ်ခုကတော့ channel EAO တွေပေါ့နော် EAO တို့ PDF တို့အတွက်ကိုအိမ်မက်ဆိုးပဲဒီဟာလေဘာကြောင့်လဲဆိုတော့ဒါတွေကအလက်အလက်ကားဖြစ်မလာဘူးဗျာဒီလိုကိစ္စမျိုးတွေကအဲ့ဒါကပါလဲဆိုတော့ ဒီ TNL အပါဝင်ပေါ့ဗျာသူ MNDA လို့တော့မရေးထားဘူး TNL အပါဝင်အခြားလက်နက်ကင်အုပ်စုတွေကိုလက်နက်ခရမ်းတွေခိုးပြီးရောင်းခဲ့တဲ့အတွက်ဆိုပြီးတော့ UWSA ကသူကတော့ရဲပေါ့ဗျာသူတို့ရဲ့ထောက်ဖို့ရဲပေါ့တယောက်ကိုတည်တံပေးလိုက်တယ်လို့ရေးထားတယ်ဒါဖွင့်လင်းပြောရရင်တော့ကျွန်တော်တို့သုံးသပ်ရရင်ဒါဟာဒီဘက်ကနိုင်ငံတော်အစိုးရကသူတို့ကိုဟလာဟိုဆွဆဲပြစ်တင်တာညှို့လာမှာဆိုလို့ဟလာဒါတွေကလည်းနောက်ထပ်ကဘာလဲဆိုတော့အတော်လေးရှင်းမရတဲ့ပြဿနာတွေဖြစ်လာမှာဆိုလို့ဒီ ရဲဘော်ကိုထိုးကျွေးတယ်လို့ကျွန်တော်တို့ကသုံးသက်တယ်။နော်သုံးသက်တယ်။အဲ့တော့ MNDA ကလာရှိုးကိုတိုက်တာတို့ခလောက်ဒီကျွန်တော်တို့ဟိုဘလိုဘတစ်တုံညာနှစ်ခုပထမလိုင်းတို့ဒုတိယလိုင်းတို့မှာနောက်ပြီးတော့အခုလက်ရှိအနေထားမှာ PDF တွေ NUG အုပ်စုတွေကိုလက်နက်တွေထုတ်ရောင်းတာတွေမှာဒီ UWSA ကပါနေသလားအဲ့လိုပါနေတာကိုသူ့အနေနဲ့ဟာမဟုတ်ဘူးငါတို့ကမူဝါဒအရပါတာတော့မဟုတ်ဘူးဒါငါတို့ UWSA Water ဖွဲ့ထဲမှာရှိတဲ့ဘလိုခေါ်မလဲ အတိတ်ကိုပေါ့နော်ဒီဝါတက်ဖွဲ့ရဲ့အတိတ်ကိုမလိုက်နာဘဲနဲ့လက်နက်တွေခိုးယောင်းခြင်းသာဖြစ်တယ်ဆိုတော့အချောင်းပြချက်မျိုးပြန်ပေးဖို့အတွက်ဒီကသူတို့ရှိမှရှိတဲ့ထောက်ဖို့ရဲဘော်ကိုတည်တံပေးတာလားဆိုတော့မသိဘူးပေါ့ဗျာဒါကတော့ UWSC အဖွဲ့ဒါတိလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့ဒါကြောင့်မလို့ပြောရရင်ဒီဟာကဒီလုံဆောင်ချက်ဟာဂျန်နဲ့ KIA တို့နော်ဂျန်နဲ့ UTNL နောက်ပြီးတော့ PDF တွေဂျန်နဲ့အဖွဲ့တွေအတွက်ကတော့ ဒါအိမ်မဆိုးတွေပဲလို့ကျွန်တော်သုံးသပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့ဝါကပြောရရင်အရင်တော့အမှန်တည်းဒီ PDF တို့ TNL တို့မှာလက်နက်ကောင်းတွေ깟နေဟာလားရုပ်တရက်စစ်လက်နက်ပစ္စည်းတွေအများကြီးရောက်လာတယ်ပါညာဆိုတာဒါကကျွန်တော်တို့လည်းသုံးသပ်ခဲ့ရဟာလားဝါအရှီယာပါလာနိုင်တယ်။ကျွန်တော်သုံးသပ်ခဲ့ရရှိတယ်ဝါကတော့ဒီအတွက်ကိုတရားဝင်အဲ့ဒီအချိန်ဒီမှာနော်တရားဝင်ဟိုလက်ခံတာလည်းမရှိဘူးတရားဝင်ညင်းတာညင်းဆိုတာလည်းမရှိဘူး။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာမြန်မာနိုင်ငံနဲ့တိ့ဥဆိုးရကြသဘောတူညီမှုတွေရရှိသွားပြီးနောက်ပိုင်းမှာတော့ဒီဟိုနေ့ကဝါတပ်ဖွဲ့အနေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်မှုတွေတခြားကိစ္စတွေကိုသူ့အနေနဲ့ဒိုင်းနဲ့ပတ်သက်ဆက်နေခဲ့တဲ့လူတွေကိုထိုးကြွေးပြီးတော့သူတို့ကမြန်မာအစိုးရနဲ့ဟလာမြန်မာနိုင်ငံတွင်းမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေမျိုးဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကိုစန့်ကျင်တဲ့အလုပ်တွေနိုင်ငံတော်ကိုစန့်ကျင်တဲ့အလုပ်တွေကိုလည်းရဲတော်လကောင်တွေခွဲပြီးတော့တော်လကောင်မလုံဆောင်ပါဘူးဆိုတော့တက်တည်ပြတဲ့အနေနဲ့ဒါမျိုးတွေလုတ်တယ်လို့ကျွန်တော်သုံးသပ်တယ်သူသတင်းရေးထားတာဒီမှာ TNL အပါအဝင် လက်နက်ကင်အဖွဲ့တွေကိုလက်နက်ခရမ်းခိုးရောင်းတဲ့ UWSA ထောက်ဖို့တက်သားတအုပ်ကိုဝါပြည်သွေးစည်းညွညွရေးတက်မတော်က တည်ရန်ပေးလိုက်ကြောင်း UWSA ထုတ်ပြန်ကြရသိရတယ်အဆိုပါတည်ရန်ပေးအစီအစဉ်ကိုတဲ့ WhatsApp UWSA ဘူဌာနချုပ်တီရှိရပန်ဆန်းပန်ခမ်းမျိုးတွင်မေလ14ရက်နနက်7:00နာရီဒီနေ့ပေါ့နော်ဒီနေ့နနက်7:00နာရီကပြုလုပ်ခဲ့ခြင်းဖြစ်တယ်တဲ့ UWSA ဝါပြည်သွေးစည်းညွညွရေးတက်မတော်စီဦးစည်းဌာနချုပ်ယုံကထုတ်ပြန်ရတယ်တရားစီရင်သည့်အခမ်းအနားကိုပြုလုပ်စဉ်ပန်ဆန်းမျိုးစာတင်ကြောင်းအားလုံးတွင်ရှိတဲ့ចောင်းသားចောင်းသူများနဲ့မိဘများဒေသခံများအားကြီးစိုးခင်ပြုခဲ့ကြောင်းဖော်ပြထားတယ်။ CCTV မှတ်တမ်းများအရာ လက်လက်ခရမ်းထားရနေရာများသို့အဆိုပါတည်ရန်ပေးခံရသူပန်ဆန်းထောက်ပူယုံမှတပ်သားကဝင်ရောက်ခိုးယူကြောင်းတွေးရှိချက်အရစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၎င်းနေဖြင့်လက်နက်များကို TNL အပါအဝင်အခြားလက်နက်ကင်အဖွဲ့များကိုလည်းရောင်းချခဲ့ကြောင်းဝါဒီသွေးစီညီညွတ်ရေးတက်မတော်ထိန်းချုပ်ဒေသမိုင်မောခရိုင်မိုင်မောမြို့တွင်မူရစီဝါတုံဆွဲပြီးသူငယ်ချင်းနှင့်စကားများရန်ဖြစ်ရာကတန်ချောင်းဖြင့်တေဆုံးသည့်အထိရိုက်နှက်ခဲ့သောဝရဲတပ်ဖွဲ့ဝင်ကို UWSC တရားစီရင်ဌာနကမလကုံပိုင်းတွင်လည်း တည်တံချမှတ်ခဲ့တာရှိတယ်ဆိုဒီလိုရေးထားတာပေါ့နော်ဆိုတော့ဒီနေရာကဟိုနှစ်ခွစဉ်းစားလို့ရတယ်ပေါ့နော်ဒီ UWSA ဝါဖွေဝါဒီသွေးစည်းညွန်ကြီးအဖွဲ့မှာရှိတဲ့ခေါင်းဆောင်တွေဟာသူတို့ပြောသလိုတကယ်ရောယူသားသလားလို့ကျွန်တော်တို့ဒါမေးခွန်းထုတ်လို့ရတယ်ပေါ့နော်အဲ့လိုပဲဟလာဒီဝါဝါပြည်သားဒီဝါပြည်သွေးစည်းညွန်ကြီးအဖွဲ့ပေါ့နော်ဒီဝါတက်ဖွဲ့ကဒီစာတီယန်နယ်လေးအဖွဲ့တွေဘာတွေကိုလက်နဲ့ရောင်းတာဟာ ဝတ်တဖွဲ့ကတယောက်တည်းရောင်းတာလားဘလူတွေကိုရောင်းလဲဘလောက်ရောင်းခဲ့လဲဆိုတာဒါတွေကမေးခွန်းတွေကျွန်တော်တို့ကမေးလို့ရတဲ့ဟာတွေပေါ့နော်အဲ့လိုပဲဒီလိုတန်းတန်းရောင်းဖို့အတွက်ဘလူဆက်သွယ်တယ်လဲဘလူဆက်သွယ်ဆောင်ရက်တယ်လဲဘလူရောင်းတယ်လဲဘလူလက်နက်တွေလွှဲပြောင်းပေးတယ်လဲဒါတွေအများကြီးမေးစရာမေးခွန်းတွေရှိတာပေါ့နော်အဲ့တော့ဒါကလည်းပြောရရင်တော့ဒါကပြောရရင်တရုတ်မြန်မာဆက်ဆံရေးရဲ့နောက်တစ်ခုကလက်ရှိမြန်မာတက်မတော်ရဲ့ဒီ TNL အုပ်စုတွေကိုခြေမုံနေတဲ့စစ်ပွဲတွေကိုအများကြီးထောက်ကူပြုတယ်အများကြီးထောက်ကူပြုတယ်ဘာကြောင့်လဲဆိုတော့ လက်ရှိနေသားမှာဒါဝါဒီမြောက်ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ UWSC ကဆောင်ထွက်ပြီလို့ကျွန်တော်တို့သုံးသက်လို့ရတယ်သုံးသက်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီရှမ်းမြောက်တိုက်ပွဲတွေမှာအရင်တော့ကသုံးသက်ခဲ့ကြတယ်ပေါ့နော်စီးရီးနိုင်ငံကြီးကျွမ်းကျင်တဲ့တွေသုံးသက်ခဲ့ကြတယ်လို့ဒီပြဿနာတွေမှာဝါတက်ဖွဲ့ပါဝင်နိုင်တယ်သူကသူတဲ့ဟာတွေပေါ့နော်ဒါမျိုးတွေသုံးသက်ကြတာရှိတယ်လေဒီအဲ့တော့ဒါဟာဒီသုံးသက်ချက်တွေဟာ ဟုတ်တယ်ဒါတွေကဒီ30ချက်တွေကတော့မှန်တယ်လို့မပြောလို့ဒါပေမဲ့ water ဖွဲ့တွေအနေနဲ့တူးချင်းတတိပုဂ္ဂလချင်းစီတော့ဒီလိုထောက်ပံ့တာတွေရှိခဲ့နိုင်တယ်ဒါတွေကိုလည်းတို့အနေနဲ့ short ပေါ်ထုတ်ဖန်းစည်းနေပဲနေတယ်ဆိုတော့ပြယုံမျိုးပြခြင်းလို့ဒါကိုလောက်တာလားလို့ကျွန်တော်တို့ကမေးခွန်းထုတ်လို့ရတာပေါ့နော်မေးခွန်းထုတ်လို့ရဒါပေမဲ့အဲ့တော့ဒီအရင်နဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့သတင်းသမားတွေနဲ့ဒီ UWSC ကတာဝန်ရှိတဲ့သူတွေအနေနဲ့အင်တာဗျူးနိုင်တော့အကောင်းဆုံးပေါ့ဗျာကျွန်တော်တို့အနေနဲ့ကတော့ဒီကိစ္စကဒီကိစ္စရဲ့နောက်မှာ တော့နည်းနည်းတဲ့အရာတွေရှိလိမ့်မယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်နော်သုံးသပ်တယ်အဲ့တော့ဒီတက်တုံညာနှစ်ခွန် MND ရဲ့ဒီရှမ်းမြောက်မှာဟလာပြောရလို့ရှိရင်ရုံရင်းဆန်ခတ်မှုတွေနဲ့ဥပဒေမဲ့လောက်ရက်တွေဖြစ်ပေါ်လာအောင် လုပ်တဲ့မူလတရားခံလက်တရာတော့ MND ဖြစ်တယ်နော် MND ဖြစ်တယ်အဲအဲ့နောက်ကထောက်ွက်ထောက်ပံ့ပေးတာကတော့တရုတ်ဆိုးရတော့တရိုက်မဖြစ်နိုင်ဘူးအဓိကအဖြစ်ခုနပြောလို့ UWSC ဖြစ်နိုင်တယ်အဲ့လိုဖြစ်နိုင်အဲ့လိုဖြစ်တာကိုလည်းဟာလာဟိုပြောရလို့ရှိရင်နိုင်ငံတော်အဆိုးရနေပဲဖြစ်ဖြစ်ကျန်တဲ့ကျွန်တော်တို့သတင်းသမားတွေ ကျွန်내မြန်မာနိုင်ငံရဲ့လေးလာသုံးသပ်သူတွေကလည်းသူတို့ပုံသဏ္ဍာန်မျိုးမျိုးနဲ့ထုတ်ဖို့ပြောဆိုခဲ့တာတွေရှိတယ်။ရှိတယ်။ဒါအောင်လို့ကျွန်တော်တို့ပြောချင်တာအဓိကအဖြစ်တော့ဒီကိစ္စတွေကိုသူ့အနေနဲ့ဟလာသူတို့ဝါဆိုးရအနေနဲ့မတိပါဘူးဆိုတဲ့ပုံစံမျိုးတိတာနဲ့ချက်ချင်းအေးအေးယူပါတယ်ဆိုတဲ့ပုံစံမျိုးဒီလိုပြယုံမျိုးပြဖို့အတွက်ဒီအလုပ်ကိုဒီဒီနေ့တရားစီရင်တာတည်တံပေးတာကိုလုပ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီသတင်းကိုချက်သိမ်းသုံးသပ်ခြင်းဖြစ်ပါတယ်ဒီနေ့